မင်္ဂလာပါ I am teacher Emerald today I will teach you writing in the unit 1အော်ဒီချက်ကတော့ဒီချက် Emerald ဖြစ်ပါတယ်အဲ့တော့သားတို့သမီးတို့ဒီနေ့တင်မှာ Unit 1မှာရှိတဲ့ writing ဘိုင်းကိုဒီချက်သင်ကြားပြီးမှဖြစ်ပါတယ် In Unit 1, use the pronouns. suggests that below and write a short paragraph of 7 to 10 sentences on Japan. အယူနီဝမ်မှာဆိုလို့ရှိရင်ပေးထားတဲ့အချက်လက်လေးတွေကိုအသုံးပြုပြီးတော့စာပိုက်တူလေးတစ်ပိုက်ရေးပေးရမှာဖြစ်ပါတယ်။အဲ့တော့စာပိုက်တူလေးမှာအများကြီးလဲမြေခိုင်ဟူအဲဘယ်နဲ့ចောင်းလဲပဲပါရမှာလဲဆိုလို့ရှိရင်စာចောင်းရင်ခွနဲ့ចောင်းဒါမှမဟုတ်လို့ရှိရင်စာចောင်းရင်၈ចောင်းဆိုပြီးတော့ရေးပေးရမှာဖြစ်ပါတယ်။ခေါင်းစဉ်ကတော့ဗာလဲဆိုလို့ရှိရင် Japan ဆိုတဲ့ Japan နိုင်ငံရဲ့အကြောင်းကိုရေးသားပေးရမှာဖြစ်ပါတယ်။ အဲ့တော့ဒီချေတော့ဒီ prunes လေးကိုအရင်ဆုံးဖတ်ကြည့်အောင် the first uh, is that an island nation အော်ဂျပန်ကကျူးစုနိုင်ငံဖြစ်တဲ့ဆိုတော့အချက်လက်ကိုမူတည်ပြီးတော့ဒီချေတော့ရေးသားရမှာဖြစ်ပါတယ်အာ uh, in the north pacific ocean နော်အဲ pacific ocean ရဲ့မြောက်ဘက်မှာရှိတယ် pacific သမုဒ္ဒရာရဲ့မြောက်ဘက်မှာရှိတယ်ဆိုတော့အချက်လက်လေးလည်းပါအောင်ရေးသားရမှာဖြစ်ပါတယ် of the coast of asian continent အဲ့တော့အာရှတိုက်ရဲ့ကန်ယူရန်မှာရှိတဲ့အစိပ်ပိုင်းတစ်ခုဆိုတဲ့အကြောင်းကိုလည်းပါအ ောင်ရေးသားရမှာဖြစ်ပါတယ်။ပြီးရင်သူ့ရဲ့နိုင်ငံရဲ့ဗောနော်လူမျိုးတွေအကြောင်းကိုတစ်ချေတော့ထည့်ရေးပေးရမယ်ဖြစ်တယ်။နောက်က language သူဂျပန်နိုင်ငံမှာသုံးတဲ့ဘာသာစကားတွေအကြောင်းကိုလည်းထည့်ရေးပေးရမှာဖြစ်ပါတယ်။ ပြီးတော့မှ a very advanced country advanced ကတော့ဒီမှာကျတော့ခွင့်ပြုထွက်တဲ့နိုင်ငံပေါ့နော်ဘာဘာပေါ်မှာခွင့်ပြုထွက်တဲ့နိုင်ငံတွေကိုသုံးတဲ့အခါကျရင် advanced country လို့သုံးပါတယ်ဒါကြောင့်မို့ဒီမှာလဲဂျပန်နိုင်ငံကဘာကြောင့်ခွင့်ပြုထွက်တဲ့နိုင်ငံထဲမှာပါတယ်လဲဆိုတဲ့အကြောင်းအရာကိုလည်းဒီချဲတော့ရှာဖွေပြီးတော့ရေးသားပြရမှာဖြစ်ပါတယ်ပြီးတော့ and manage pressures and exports အဲ့တော့သူဂျပန်နိုင်ငံရဲ့ထုတ်ကုန်တွေအကြောင်းเนาะပြည်ပကိုထုတ်လုပ်တဲ့ထုတ်ကုန်တွေအကြောင်းကဘာတွေများဖြစ်တယ်လဲဆိုတဲ့အချက်လက်မှာတော့ပေးထားတဲ့အချက်လက်လေးတွေမှာတော့ cars တွေ cameras တွေ televisions တွေเนาะလျှက်စစ်ပစ္စည်းတွေထုတ်လုပ်တယ်ဆိုတဲ့အကြောင်းကိုလည်းထည့်သွင်းပြီးရေးသားပေးရမှာဖြစ်ပါတယ်အဲ့တော့ရေးသားတဲ့အခါမှာသားတို့သမီးတို့အနေနဲ့အများကြီးတဲ့ရေးသားစရာမလိုဘူးအဲစာကြောင်းရေး7 to 10 sentences ကိုရေးရမှာပါခုနှစ်ကြောင်းကနေ10ကြောင်းတွင်းပြီးရေးရမယ်အဲ့တော့ဒီချက်တော့ စာရေးတဲ့အခါမှာဆိုရင်အချက်လက်တွေစဉ်းစားရင်ဒီကျတော့ tense ကိုစဉ်းစားမယ်ဘယ် tense ကိုရေးကြမလဲပေါ့အဲ့တော့ဒီကျတော့ဟိုဒီ unit 1မှာလည်းသင်ထားပြီးသားဖြစ်ပါတယ်ရေးတဲ့အခါကြလို့ရှိရင်အဲ့တော့ဒီမှာကတော့အများနဲ့ဖြေရိုးဖြစ်စဉ်ဖြစ်နေတဲ့ဒီအချက်လက်တွေ information အကြောင်းအရာတွေကိုပြောပြပေးတဲ့နေရာမှာသုံးတယ်အဲ့တော့ present tense ကိုပဲဒီကျတော့အများအပြားသုံးရမှာဖြစ်ပါတယ်အဲ့တော့ဒီမှာတော့ subject က verb ကနောက်က complement ပုံစံမျိုးနဲ့ဒီကျတော့ရေးသားရမှာဖြစ်ပါတယ်အဲ့တော့ဒီကျတော့ပထမဆုံးအချက်တစ်ချက်ဖြစ်တဲ့ and Iceland nation ပေါ့ကျွန်းစုနိုင်ငံဖြစ်တယ်ဆိုတဲ့အကြောင်းကိုအချက်လက်ပေါ့မူတည်ပြီးတော့ခြေတို့စဉ်းစားပြီးရေးသားရမှာဖြစ်ပါတယ်။အဲ့တော့တအားသမီးတို့လည်းမှတ်ထားပါ။ writing တစ်ခုကိုရေးတယ်ဆိုရင်လက်တန်းချမရဘူး။အရင်ဆုံးဗာရေးရမယ်ဆိုရင် draft ရေးမယ်။အဲ့ draft မတိုင်ခင်မှာတော့ကိုရေးမဲ့အချက်အလက်ပေါ်မူတည်ပြီးစဉ်းစားတဲ့အချက်လေးတွေ short notes လေးတွေပေါ့နော်ခြေတို့ရေးရမယ်။အဲ့ short notes လေးတွေရပြီအချက်လက်လေးတွေရပြီဆိုလို့ရှိရင်ပထမအဦးဆုံး first draft ပေါ့နော် first draft မှာဆိုရင်စပြီးတော့ချရေးရမယ်။အဲ့တော့ပထမအဦးဆုံးစရေးတဲ့ first draft ရေးပြီးတာ ာနဲ့ချက်ချင်းဒါပြီးသွားပြီလို့လူစားလို့မရဘူး။ဘာပြန်လုပ်မလဲတစ်ခေါက်ပြန် check လုပ်မယ်။အဲ့ဒီထဲမှာ tense ကမှန်သလား။ပြန်ပြီး check လုပ်မယ်။နောက်က spelling နေမှန်သလား။အဲ့ဒါကိုပြန်စစ်မယ်။စစ်ပြီးတော့မှဒုတိယအကြိမ်ထည့်ရင်မယ်။အဲ့ဒီနောက်ဆုံးဒုတိယအကြိမ်ကိုပဲတစ်ခေါက်ပြန် check လုပ်ပြီးတော့မှနောက်ဆုံးအချောရေးတယ်ပေါ့နော်။အဆင့်၃ဆင့်နဲ့ရေးဖို့တော့ဒီချက်ကတော့အကြံပြုလိုပါတယ်။အဲ့တော့ ပထမဆုံးပေးထားတဲ့အချက်လေးတွေမှာတူညီတဲ့အချက်၃ခုပေါ့နော်၃ခုကိုကျေတော့အဲပေါင်းပြီးတော့စဉ်းစားလိုက်မယ်ဂျိုဟုနိုင်ငံတစ်ခုဖြစ်တဲ့နောက်က Pacific သမုဒ္ဒရာရဲ့မြောက်ဘက်ပိုင်းမှာရှိတဲ့အာဆာတိုက်ကုန်းမာရဲ့အဲကန်ယူရန်ဒေသမှာရှိတဲ့ဆိုတဲ့ဟာမျိုးလေးတွေကိုအချက်လက်ပေါ်မူတည်ပြီးတော့အဲကျေတော့ရေးရေးကြည့်ရမယ်ပေါ့နော်ရေးဖို့အတွက်တကျတော့အချက်လက်ကလေးဘယ်လိုထုတ်လိုက်လဲဆိုရင်ဘေးကုန်းလေးတွေနဲ့စဉ်းစားလိုက်တယ်အဲ့တော့ဘလို့တိုင်းပြည်အမျိုးအစားလဲဘယ်နေရာမှာတည်ရှိတယ်လဲပြီးသူ့ရဲ့ပထဝီဝီအနေထားနဲ့သူ့ရဲ့ပတ်ဝန်းကျင်ကဘယ်လိုလဲဆိုတဲ့အချက်လက်တွေကို ့တချေကစဉ်းစားလိုက်တယ်အဲ့တော့မေးခွန်းအရင်ထုတ်လိုက်တယ်ပေါ့အဲ့ဒီမေးခွန်းကိုကိုကအရင်ဆုံးစာကြောင်းနဲ့ပြန်ဖြေတယ်ပြန်ဖြေပြီးတော့ခုနကလို drop ပေါ့နော် drop ပြန်ဖြေတယ်ဖြေပြီးတော့မှနောက်ဆုံးတချေတစ်ချိန်ပေါ့နော်နောက်ဆုံး check in အနေနဲ့လုပ်တယ်အဲ့တော့ တခါတည်းတည်းကြောက်လို့ရှိရင်ဟိုတအားတို့သမီးတို့အနေနဲ့ဒီဂျပန်နိုင်ငံအကြောင်းကိုမသိတာမျိုးလည်းဖြစ်တယ်။စာမဖတ်ဖူးတာမျိုးလည်းဖြစ်တယ်။အဲ့တော့အကောင်းဆုံးကြံပေးချင်တာတော့ Google ပေါ့နော် Google ကတော့ဘာလို့မဆိုတော့လို့ရနေတယ်။အဲ့တော့ဂျပန်နိုင်ငံအကြောင်းကို search bar မှာချက်လိုက်။ရိုက်ပြီးတော့ရှာလိုက်ရုံပဲ။တိုးတော်လည်းပဲ don't copy it လုံးဝ copy မကူပါနဲ့။လိုအပ်တဲ့ point လောက်ကိုပဲအရင်ဆုံး just အနေနဲ့ချရေးမယ်။ချရေးပြီးတော့မှကိုကကိုယ့်ရဲ့ကိုပိုင် sentence own sentence ကိုတိဆောက်ပြီးတော့ရေးသားရမှာပဲဖြစ်ပါတယ်။အဲ့တော့ဘာလို့ copy မကူနဲ့လို့ပြောတာလဲဆိုလို့ရှိရင်တအားတို့သမီးတို့ရေးထားတဲ့ FC အကောင့် လုံးကိုဒီချေတော့ဒီပြန်ပြီးတော့စစ်လိုက်လို့ရတယ်ပေါ့နော်သူကတော့ဘယ် page ကနေဘယ်လို copy ကူးထားလဲဆိုတဲ့ဟာမျိုးကိုစစ်ဆေးလို့ရပါတယ်အဲ့တော့တကယ်တမ်းစာမွေးရီမှာဖြည့်တဲ့အခါကျလို့ရှင်လဲစာစစ်တဲ့သူတွေကလည်းသိပါတယ်စာပိုက်ကိုကြည့်လိုက်တာနဲ့ဒီကလေးကသူ့ရဲ့ own sentence ကိုရေးထားတာလားဒါမှမဟုတ်လို့ရှိရင်အဲစာအုပ်တွေတည်းရတော့လကောက်နောက်တစ်ခါခုနကပြောတဲ့နော် internet ကနေပြီးတော့ copy ကူးထားတဲ့စာကြောင်းလောက်ဆိုတာကိုတမ်းပြီးတော့သိပါတယ်ဒါကြောင့်မလို့ internet ကိုတော့တော့မှ copy မကူးဘူးကိုလိုချင်တဲ့တည်ရင်အချက်လက်ကိုပဲ gist အနေနဲ့ခြေတော်ကအချက်လက်အနေနဲ့ပဲ ်ယူပြီးတော့သုံးမှာဖြစ်ပါတယ်အဲ့တော့ဒီခြေကနေပြီးတော့ ဒီမေကွန်းကိုပြန်ဖြေတဲ့စာကြောင်းအနေနဲ့စာကြောင်းလေးနှစ်ကြောင်းအရင်ဆုံးစာရေးလိုက်တယ်။အဲ့တော့ဒီမှာတကယ်ပထမအဦးဆုံးရေးတဲ့စာကြောင်းပါဆိုလို့ရှိရင်နောင်စင်အပိုဇီရှင်းပုံစံမျိုးနဲ့ရေးထားတယ်။အဲ့တော့ဂျပန်ဂျပန်ကဘလို့နိုင်ငံအမျိုးအစားလဲဆိုတာအကျိုးစုနိုင်ငံအမျိုးအစားဖြစ်တယ်ဆိုတော့အဲ additional information ကိုထပ်ပေးတဲ့အချက်လက်ကိုထည့်ပြီးတော့ရေးထားတယ်။ဒါကြောင့်မို့တကယ်က Japan, an Iceland nation ပြီးရင်သူကဘယ်မှာတည်ရှိလဲသူပေးထားတဲ့အချက်လက်ပေါ်ဝက်ချီမူတည်ပြီးတော့ရေးတာပါပဲ is saturated ဒါမှမဟုတ်ရှင်သားတို့သမီးတို့နည်းနည်း saturated ကိုမတော့ ောင်းကျင်ဘူးဆိုရင် locate နော်တောင်းလို့ရပါတယ်။အဲသူ့ရဲ့ similar meanings meanings တွေအများကြီးရှိပါတယ်။အဲတခါတည်းလေကြလို့ရှိရင်ကိုက words ကိုအချိန်ပေးပြီးရှာနိုင်နေဆိုရင်ဥမာတိချဲဒီမှာတောင်းထားတဲ့ saturated ကိုပဲတူညီတဲ့စကားလုံး same meaning ဆိုပြီးတော့ Google မှာရိုက်ရှာကြည့်လိုက်တောင်းလို့ရတဲ့စကားလုံးတွေအများကြီးပေါ်လာလိမ့်မယ်ပေါ့နော်။အဲတော့ဒါတော့သမီးတို့နဲ့ဒီမှာ saturated မှာမဟုတ်ဘူး locate ဆိုပြီးတော့တောင်းလို့ရပါတယ်။အဲတော့ပြီးရင် in the not of the Pacific Ocean ဆိုပြီးတော့ဒီချာရေးလိုက်ပါတယ်ပြီးတော့မှ it is it is the id it the ဘယ်သူ့ကိုပြန်ပြီးအစားသုံးတာလဲဆိုရင်ဂျပန်ကိုပြန်အစားသုံးထားတယ်ဂျပန်နိုင်ငံသည် is located တည်ရှိနေပါတယ် of the coastline of the asian mainland အဲ့တော့ဒီမှာပေးထားတာက containment ဆိုတဲ့ဟာကိုပေးထားတယ်ဒါပေမဲ့ဒီချာအာရှတိုက်ကုန်းမာကြီးဆိုတဲ့နောက်ထပ်ပေါ့နော်စကလုံးအစ်စ်တစ်ထောင်ကိုထည့်ပြီးတော့ဒီချာသုံးပြီးရေးသားထားတာဖြစ်ပါတယ်အဲ့တော့တအားတို့သမီးတို့အနေနဲ့လည်းဒီတိုင်းလေးဒီတဲ့က containment ကိုလည်းရေးရင်ရတယ်ဒါမှမဟုတ်ရှင် mainland ကိုလည်းရေးရင်လည်းရတယ်အဲ့တော့ ဒါကတော့ပထမဆုံးပေးထားတဲ့အချက်၃ချက်ပေါ်မူတည်ပြီးတော့ဒီရှင်းစာကြောင်းလေးနှစ်ကြောင်းစာရေးတာဖြစ်ပါတယ်။ဒါဆိုရင်နောက်ထပ်ပေးထားတဲ့အချက်လက်တွေကိုကြည့်ရအောင်။ အဒုတိယအချက်အနေနဲ့တချို့တို့အဲဘယ်ဟာကိုရှာဖွေပြီးဖတ်ရှုရမှာလဲဆိုရင် people ဂျပန်နိုင်ငံရဲ့လူမျိုးတွေဆိုတာဘယ်လိုလဲ language သူ့ရဲ့ဘာသာစကားကဘာတွေတုံးတယ်လဲဆိုတဲ့ဟာကို Google မှာရိုက်ရှာပြီးတော့ဟိုလေ့လာပြီးတော့အချက်အလက်လေးတွေရှာဖွေထားရမှာဖြစ်ပါတယ်။ဒါကြောင့်လို့ကိုကဂျပန်နိုင်ငံအကြောင်းကိုဖတ်ထားမှုတွေသိထားတယ်ဆိုလို့ရှိရင်လည်းရေးလို့ရပါတယ်။အဲ့တော့တကယ်တမ်းရေးမှန်ဆိုရင်တော့အများကြီးရေးလို့ရတယ်။ဒါပေမဲ့ဒီမှာ limit ပေးထားတာက9ចောင်းကနေ10ចောင်းပဲရေးရတာဖြစ်တဲ့အတွက်ကိုကလိုအပ်တဲ့ ိသာထင်ရှားတဲ့အချက်လက်တရင်အချက်လက်ကိုပဲယူပြီးတော့ရေးမှာဖြစ်ပါတယ်အဲ့တော့ သူ့မှာအတိုင်းသားအုပ်စုတွေဘယ်လိုတွေရှိသလဲ language ကဘာဘာသာစကားကိုသုံးတယ်လဲဆိုရင်အချက်လက်ကိုတကယ်လို့ရှာမယ်ပြီးရင်အဲ့တော့ people နဲ့သက်ဆိုင်တဲ့ population မှာလူရေဘယ်လောက်ရှိသလဲเนาะအမှန်တော့ဒီမှာ cut feature တောင်ထည့်ရေးလို့ရပါတယ်ဒါက language ဆိုရဲဘာသာစကားတွေဘယ်နှမျိုးသုံးတယ်လဲဘယ်လိုရေးတယ်ဆိုတဲ့ဟာကိုရေးလို့ရပါတယ်ဒါပေမဲ့ cut feature ကိုတစ်ခါတည်းကြားလို့ရှိရင်ဒီမှာပေးထားတဲ့ limit ပေးထား10ကျောင်းဖြစ်တဲ့အတွက်မလို့ဆိုရင်တော့ဖြုတ်လိုက်မယ်တကယ်လို့10ကျောင်းမဟုတ်ဘူးကိုယ်ကစိုက်တဲ့လောက်ရေးလို့ရတယ်3 paragraph ရေးတဲ့အခါ ါမျိုးဆိုလို့တော့ဂျပန်နိုင်ငံရဲ့မြို့တော်ဆိုတဲ့ဟာကိုလည်းထည့်ရေးပြရမှာဖြစ်ပါတယ်။ဒါဆိုရင်ဒီချက်ကဒီချက်စဉ်းစားထားတဲ့အကြောင်းအရာလေးတို့ရေးလိုက်တယ်။အဲ့တော့ဂျပန်နိုင်ငံမှာလူကြီးအား125သန်းမနော်နီးပါးရှိတယ်ဆိုတာဖြစ်တဲ့အတွက် it has it ကဂျပန်အနည်းဖြစ်တဲ့အတွက်ဒီချက်တို့က pronoun is ကိုသုံးတယ် it has a population of about 125 million နော်125သန်းရှိပါတယ်။အဲ့တော့သူ့ရဲ့ majority မှာ98.1%ကတော့ဂျပန်လူမျိုးတွေဖြစ်တယ်။အများစုကတော့ ဂျပန်လူမျိုးတွေနေထိုင်တာဖြစ်တယ်။တခြားနေထိုင်တဲ့လူမျိုးတွေကိုလေ့လာလိုက်တဲ့အခါကျရင်တရုတ်တွေနေထိုင်တာတွေ့ရတယ်၊ကိုရီးယားတွေနေထိုင်တာတွေ့ရတယ်၊ဗီယက်နမ်တွေနေထိုင်တာတွေ့ရတယ်။နောက်တစ်ခါဖိလစ်ပင်းပေါ့အဲပါဆန်နေနေပါတယ်နော်။ပွိုင်းလောက်ပဲရှိပါတယ်။ပွိုင်း3လောက်ပဲရှိရဲ။ဒါပေမဲ့ဒီရှားထည့်ထားတယ်။နောက်ကဘရာဇီးလူမျိုးတွေနေထိုင်တာဖြစ်တဲ့အတွက်သူ့ရဲ့နေထိုင်တဲ့လူမျိုးတွေကိုလည်းဒီရှားထည့်ရတယ်ပဲ။ဒါပေမဲ့အဲ့လိုမျိုးဒီလူမျိုးတွေအကြောင်းထက်မြေးခြင်းကိုနေထိုင်တဲ့လူအများစုကဂျပန်လူမျိုးတွေဆိုဟိုဟိုဆိုပြီးတော့လည်းပြန်ရေးသားလို့ရတယ်။ဒါတော့ကိုယ့်ရဲ့အဲ ဟိုအနေနဲ့ရေးလို့ရပါတယ်။နောက်ခါအဲဂျပန်ဘာသာစကားကတော့သူ့ရဲ့ native language ပေါ့နော်ရေးသားထားတာရှိတယ်။ဒါပေမဲ့ UNESCO ရဲ့စာရင်းအရာပေါ့နော်ဂျပန်မှာ9မျိုးရှိတယ်လို့တော့ပြောတယ်။ဒါပေမဲ့နောက်ပိုင်းကျမှထုတ်ပြန်ထားတဲ့ list ဖြစ်တယ်တွေဒီစီကတော့ထည့်မေးတော့ဦးပေါ့နော်။အဲ့တော့ဒီမှာ the capital of Japan is Tokyo ဆိုပြီးတော့သူ့ရဲ့မြို့တော်လေးကိုပါဒီစီကထည့်ရေးထားတာဖြစ်ပါတယ်။အဲ့တော့ဒီစီပြန်ပြောမယ်။ဒီမှာရှိရဲဒီမှာကျတော့အချက်နှစ်ချက်ကိုပြန်ယူလိုက်တယ်။ပထမဆုံးတစ်ချက်ကတော့ people ဂျပန်လူမျိုးတွေရဲ့အကြောင်းယူလိုက်တယ်။ဘာသာစကားဘာသာစကားကိုဒီစီကတခါပြီးတော့ချက်ထွေး ိုက်တယ်။အဲ့တော့လူမျိုးတွေမှာဆိုရင်လူတွေရှိတယ်တိုင်းသောအုပ်စုတွေရှိလားမရှိဘူး။ဒီပြည့်နိုင်ငံသားတွေဝင်နေလားဒါကိုစဉ်းစားလိုက်တယ်စဉ်းစားပြီးထည့်ရေးလိုက်တယ်။နောက်ကလူကြီးတွေဘယ်လောက်ရှိလဲဆိုတာရေးသားတယ်။အမှန်တကယ်တော့ဘာသာစကားအတိအကျရှိတဲ့လူမျိုးစုံမှာတခြားသောနိုင်ငံဆိုလို့ရှိရင် more than 135ပေါ့နော်135မျိုးထက်ပိုပြီးရှိရတယ်။ဒါမျိုးဆိုရင်ဒါမျိုးတွေထည့်ရမှာဖြစ်ပါတယ်။ Hello. It has a population about 125 million. The majority of people, 98.1% is are Japanese and the others are Chinese, Korean, uh, Vietnamese, Philippines and Brazilian. ဒါလေးထည့်ထားလဲ Japanese is a its native language အဲ Japanese ကသူ့ရဲ့နော် native language ဖြစ်ပါတယ်မူရင်းဘာသာစကားဖြစ်တယ်ဒါမှမဟုတ်ရှင် mother language လဲတာလို့တမျိုးနဲ့ပြန်ပြီးတော့ရေးလို့ရပါတယ် The capital of Japan is Tokyo တိုကျိုကတော့ဂျပန်နိုင်ငံရဲ့မြို့တော်ဆိုပြီးတော့ရေရွာ simple sentence လေးတွေနဲ့ပဲရေးသားထားတာဖြစ်ပါတယ် ရအချက်အနေနဲ့ဒီချေတော့စဉ်းစားမှာ very advanced country ပေါ့။ဘာကြောင့်မို့တော့ဟိုဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံလှိလှိမြန်မြန်ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတွေမှာပါနေရတာလေ။ဆိုတော့အချက်လက်တွေရှိပါတယ်။ဒါပေမဲ့သူဖော်ပြထားတဲ့အချက်လက်တွေရဆိုလို့ကျွန်တော်အများကြီးရှိတယ်ပေါ့နော်။အချက်လက်၈ချက်ရှိရ၉ချက်ရှိတာမျိုးဖြစ်တယ်။အဲ့ဒီချေကဘယ်ဟာကိုပဲယူလိုက်လဲဆိုရင်ဒီမှာလေ limit ပေးထားတဲ့ sentence ဖြစ်ထားတာဖြစ်တဲ့အတွက်အဲ့တော့သူ့ရဲ့ဘာကိုပဲဒီချေစိတ်ဝင်စားလဲဆိုလို့ရှိရင်ဘာကြောင့် ဂျပန်နိုင်ငံက so advanced ဖြစ်တယ်လဲဆိုရဟာအချက်ကိုကြည့်လိုက်တယ်။အဲဒီမှာကြောက်တဲ့ချေပဲအကြောင်းအရာကိုရေးထားတာဆိုပညာရေးနဲ့ပတ်သက်တဲ့အချက်လက်ကိုပဲယူထားလိုက်ပါတယ်။အဲ education နဲ့ပတ်သက်ပြီးတော့ဂျပန်နိုင်ငံမှာဘာတွေကိုသင်ကြားနေတယ်လဲ။အဲတော့ဒီချေအနေနဲ့အဲဒီချေကတွေးလိုက်တဲ့ရှုထောင့်ကကြတော့ဂျပန်နိုင်ငံတိုးတက်ဖွံ့ဖြိုးတင်သည်ဘာကြောင့်လဲဆိုပညာရေးကြောင့်ပညာရေးရဲ့စနစ်ကြောင့်သူကတိုးတက်တယ်လို့ဒီခံထားတာဖြစ်တဲ့အတွက်ဒီအချက်လက်ဒီထဲမှာမှာဒီအချက်ကိုအကြိုက်ဆုံးဖြစ်တဲ့အတွက်အဲကြည့်လိုက်တယ်။အဲတော့ဂျပန်နိုင်ငံရဲ့ နော်ပညာရေးမှာဘယ်ဘာသာရက်တွေကိုအဓိကသင်ကြားသလဲနောက်တစ်ခါအဲသူတို့နိုင်ငံမှာရှိတဲ့လူငယ်တွေရဲ့ adapt တွေရဲ့သူတို့ရဲ့နော်ဟိုတန်းကျင်မှုတွေကဘာတွေလဲဆိုတဲ့ဟာကိုရေရှာပြီးတော့လေ့လာပြီးတော့ရေးသားထားတာဖြစ်ပါတယ်အဲ့တော့ဒီမှာပေးထားတဲ့အချက်လက်ပေါ်ပဲမူတည်ပြီးရှာလိုက်တဲ့အခါမှာဆိုလို့ရှိရင်ဂျပန်နိုင်ငံဒီကမ္ဘာပေါ်မှာ advance ဖြစ်ရတဲ့အချက်လက်ဒီ အချက်နှစ်ချက်ကြောင့်ရှိခဲ့ပညာရေးနဲ့မူတည်ပြီးတော့စဉ်းစားထားတာပြောတာပေါ့နော်အာ technological เนาะအဲ့တော့ဒီပညာနဲ့ပတ်သက်ပြီးတော့လေသူတို့ကเนาะကျွမ်းကျင်နေเนาะကျွမ်းကျင်ဆိုတာနဲ့တက်မြောက်ထားတာဖြစ်တဲ့အတွက်တိုးတက်ဖွံ့ဖြိုးတယ်နောက်က socially เนาะ communication ကောင်းနေပေါ့เนาะသူများနိုင်ငံတွေအပေါ်ကိုဆက်ဆံတာဖြစ်ဖြစ်ဒီဘာသူနဲ့ဆက်ဆံတာဖြစ် social အရင်ကောင်းနေတဲ့ဖွံ့ဖြိုးတိုးတက်တယ်ဆိုတဲ့အချက်ကိုသွားတွေ့ရပါတယ်ဒါကြောင့်မလို့ဒီချက်ကပြန်ရေးထားတယ် Japan is an advanced country both technologically and socially ဆိုပြီးတော့ရေးထားပါတယ်အဲ့တော့ သူ့ရဲ့ဂျပန်ရဲ့เนาะတက္ကသိုလ်တွေမှာဘာတွေသင်ကြားသလဲဆိုလို့ရှိရင်အဲ့တော့အများစုဒီ start as a technical schools တွေနဲ့เนาะဤပညာကျောင်းတွေနဲ့စတယ်ပြီးရင် to produce as many stems เนาะ majors တွေကိုလည်းသူကထုတ်လုပ်ထားတယ်လို့ရတယ်เนาะသင်ကြားပြီးရလို့ပြောလို့ရတယ်အဲ့တော့ stems ဘာသာရပ်တွေဘာတွေပါလဲဆိုရင်သိပ္ပံပါတယ် technology ဤပညာပါတယ် mathematics ပေါ့เนาะသင်ချပါတယ် and engineering engineering majors တွေကိုအဓိကထားပြီးတော့သင်ကြားပေးထားတာဖြစ်ပါတယ် ဒါကြောင့်မလို့ as a reset ဆိုတာဒီလိုသင်ကြားပေးခြင်းခံထားတာဖြစ်တဲ့အတွက် Japanese adaptability เนาะအဲ့ဒါ Japan လူမျိုးเนาะအာရွယ်ရောက်တဲ့ Japan လူမျိုးတွေอ่ะဆိုလို့ရှိရင် have a high level of literacy or literacy မှာလည်းပဲသူတို့ကမြင်မာတဲ့เนาะအာစာပေဘာသာရပ်နဲ့ပတ်သက်ပြီးတော့လည်းမြင်မာတဲ့တက်မြောက်နိုင်တက်မြောက်နှောစာတန်းတော့မြင်မာတဲ့အပြင် numeracy among others เนาะအဲ့တော့နောက်တစ်ခါအာကိန်းကနန်းအနေနဲ့ပတ်သက်ပြီးတော့လည်းသူကတခြားလူမျိုးတွေထက်ကိုပို့ပြီးတော့ ကျွန်ညအဲတက်မြောက်တာမျိုးရှိပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့တင်ကြားတဲ့ဘာသာရေးအကြ။အဲ့တော့ဒီမှာတော့ advance ဖြစ်တဲ့အကြောင်းကိုကျွန်ညအချက်လက်တွေကိုမူတည်ပြီးတော့ရေးလဲရပါတယ်။ဒါပေမဲ့တချို့ကတော့ဒီမှာတော့ပညာရေးနဲ့ဆိုင်တဲ့အချက်လက်လေးကိုဒီမှာဘယ်နှကြောင်းရေးထားလဲဆိုရင်၃ကြောင်းရေးထားပါတယ်။ ဲ့ဒါဆိုလိုတဲ့သဘောကတီချက်ရေးတဲ့အချက်လက်မှာမှန်တယ်လို့မဟုတ်ဘူးအဲ့ဒါတော့သမီးတို့ဖတ်လိုက်လို့အဲဘာကြောင့်နော် why Japan is so advanced ဆိုပြီးတော့ရှာကြည့်လိုက်မယ်ရှာကြည့်လိုက်လို့ဂျန်တဲ့အချက်လက်တွေပါလာတယ်ကြိုက်တယ်ဆိုရင်ဒီချက်လိုပဲ simple sentence လေးတွေတော့ပြီးတော့ရေးမှာဖြစ်ပါတယ် အာနောက်ဆုံးပေးထားတဲ့အချက်လက်ပေါ်မူတည်ပြီးတော့ဒီခြေကနေပြီးတော့စဉ်းစားတယ် manufacturers ပေါ့နော် exports အာဒီမှာဘာတွေထုတ်လုပ်တယ်လဲပြပပို့ကုန်အနေနဲ့ဘာတွေထုတ်လုပ်တယ်လဲဆိုတော့ဂျပန်ကတော့အများအပြားတော့ဒါနာမည်ကြီး world war မှာနာမည်ကြီးတော့ကားပေါ့နော်ဂျပန်အဲနိုင်ငံကထုတ်တဲ့ကားဆိုလို့ရှိရင်တကဘာလုံးကနေပြီးတော့တကယ်ကိုဂုံယူဝင်ကြတာနဲ့တုံးနေတာဖြစ်ပါတယ်ဒါအပြင်သူကနှစ်ကနီးပညာလဲကောင်းတယ်နီးပညာနဲ့ပတ်သက်တဲ့ technological schools တွေထွက်တဲ့ပေါ့ technician တွေများလာဖြစ်တယ်နီးပညာနဲ့သက်ဆိုင်တဲ့ပစ္စည်းတွေကိုလည်း exports အနေနဲ့အများဆုံးထုတ်လုပ်တာဖြစ်ပါတယ် ယ်။အဲ့တော့အဲ့ဒီအချက်လက်တွေပေးထားတဲ့အချက်လက်ကိုပဲမူတည်ပြီးတော့ရေးလို့လည်းရပါတယ်။အာပထမဆုံးအချက် cars ပေါ့နော်။ Japan cars ကတော့ဟုတ်တယ်ကမ္ဘာပေါ်မှာဆိုလို့ရှိရင် popular အဖြစ်ဆုံးနဲ့ဒီကမ္ဘာလုံးကတုံ့ပြကြတယ်။အဲ့တော့ဒီကျေတော့နိုင်ငံမှာဆိုလို့ရှိရင်ဂျပန်ကားတွေတော်တော်များများသုံးနေ။ကျွန်တော်ခုံစားနဲ့အာဂျပန် Pro 2ပေါ့နော်ဂျပန်နိုင်ငံထုတ်လုပ်တဲ့ကားတွေဆိုပြီးတော့သုံးကြတာဖြစ်ပါတယ်။ဒါအပြင်နောက်ထပ်ဘာတွေသုံးထုတ်လုပ်သေးလဲဆိုလို့ရှိရင် uh integrated circuits ပေါ့နော် circuits အစဉ်သင့်လုပ်ပြီးသား circuits တွေကိုထုတ်လုပ်ပြီးတယ်အဲ့ဒီ circuits တွေကအဥမာထားပါတော့ဖုန်းမှာပဲဖြစ်ဖြစ်နော်ဖုန်းမှာတုံးတဲ့ circuits ပဲဖြစ်ဖြစ်အခု teacher တို့အိမ်ထဲမှာတုံးတဲ့အဝိဇ္ဇာဆက်တို့ရေကက်တာတို့နော်နောက် TV လို့မှလုပ်ပြီးသား circuit တွေကိုလည်းသူကထုတ်ဖို့ထုတ်ဖို့ပါတယ်နိုင်ငံခြားနေတော့အနောက်နိုင်ငံနေသူရှိရနေဝယ်ယူရဖြစ်ပါတယ်နောက်က barricade parts ပေါ့နော်အဲ့တော့ အဲခုနကကားနဲ့သဆိုင်နဲ့အော်နော်ယင်နဲ့သဆိုင်နဲ့အစိပ်ပိုင်းတွေကိုလည်းသူကထုတ်လုပ်ပေးတာဖြစ်တယ်။နောက်က industrials က printers ပေါ့နော်။အဲ့တော့စက်ရုံနေမှာတုံးတဲ့ printers တွေနောက်က education မှာတုံးတဲ့ printers တွေလည်းထုတ်လုပ်ပေးတယ်။ cameras နော်ဂျပန်က cameras တွေလည်းနာမည်ကြီးတာဖြစ်တယ်။နောက်က televisions တွေလည်းစသဖြင့်ပေါ့နော်ဒီအထက်လက်လေးတွေကိုဒီချေကထည့်ပြီးရေးပါတယ်။အဲ့တော့ Japanese car are the most popular and used all over the world ဆိုပြီးတော့ရေးလိုက်ပါတယ်။ ဒါအပြင်ဂျပန်နိုင်ငံရဲ့နောက်ထပ်ထုတ်ကုန်လေးဖြစ်တဲ့ Japan Produce the export products such such as cars integrated circuits banker parts industrial printers camera television etc ဆိုပြီးတော့ဆက်ပြီးတော့ဒီချက်ရေးလိုက်တာဖြစ်ပါတယ်အဲ့တော့ဒီချက်ရေးလိုက်တဲ့စာကြောင်းအားလုံးဒီခုနကအချက်လက်ပေါ်မူတည်ပြီးတော့ရေးထားတဲ့စာကြောင်းဒီ၁၀ကျောင်းတိတိရှိပါတယ်အဲ့တော့ဒါတို့သမီးတို့အနေနဲ့လည်း အဲ့ဒီချက်ပြောဆိုလို့တခါရဲလက်တန်းတန်းမြေဦးဘဘဘနဲ့မြေဦးအင်းတော့အရင်ဆုံး gist ထုတ်မယ်အဲ့ဒီ gist ပေါ်မှာမေးခွန်းလေးတွေထုတ်ပြီးစဉ်းစားမယ်စဉ်းစားပြီးကိုကမသိဘူးဆိုရင် Google သုံးပြီးရှာမယ်ရလာတဲ့အချက်လက်ကို gist မှာရေးမယ်ပြီးတော့မှ simple sentence subject verb နော်ဆိုပြီးတော့ရေးမယ်အဲ့တော့ tense ကိုစဉ်းစားမယ်ဒီမှာတိချက်သုံးထားတဲ့ tense တွေဒီဘာ tense ပဲသုံးထားလဲဆိုရင် present tense ပဲသုံးမယ်အဲ့တော့တအားသူမျိုးတို့လည်းကိုယ်တိုင်ပေါ့နော်စာပိုင်းလေးတစ်ပိုက်ကိုရေးကြည့်ပါဦးအဲ့တော့ဒါကြားလို့ရှိရင်စကားလုံးတွေတူတာတူတဲ့စကားလုံးကိုမသုံးခြင်းဆိုရင်သူနဲ့သက်ဆိုင်တဲ့ same meanings ကိုရှာကြည့်လိုက်မယ်ရှာပြီး ီးတော့ထည့်ပြီးတော့သုံးကြည့်မယ် ဆိုရင်အဲတအားသူမီးတို့အနေနဲ့အဲเนาะကိုယ်တိုင်းပြန်ပြီးတော့ဒီဆယ်ပြောဆိုလို့နီးလန်းလေးတွေတုံးပြီးတော့ writing ကိုရေးကြည့်ပါအောင်အဲတအားသူမီးတို့အနေနဲ့အဲ writing เนาะ paragraph ကိုရေးတဲ့အခါမှာလုံးဝမကြောက်ပါနဲ့အဲတော့ simple sentence ကိုပဲတုံးပြီးတော့ရေးမယ်ကိုအချက်လက်တွေမဖတ်ဘူးမသိဘူးဆိုရင်ရှာပြီးတော့ဖတ်မယ်ဖတ်ထားတဲ့အချက်လက်လေးတွေကိုအဲ gist လေးတွေထုတ်ထားမယ်အဲ့အရာကိုမှပြန်ပြီးတော့ထည့်ပြီးတော့ sentence တစ်ချောင်းပြန်ရေးကြည့်မယ် ဟုတ်ပြီနော်အဲ့ဒါဆိုရင် unit 1ရဲ့ writing ဆိုတဲ့ japan ဆိုတဲ့နော်အကြောင်းလေးကို paragraph စာကြောင်းကြီး9ချောင်းသို့မဟုတ်10ချောင်းကိုရေးပြီးတော့ရေးနိုင်ပါတယ်နမူနာအနေနဲ့လည်းဒီချက်အခုခုနကပြောထားတဲ့စာကြောင်းလေးတွေကိုပြန်ပြီးတော့စုတစ်ပိုက်အနေနဲ့တင်ရေးထားတာရှိတယ်ဒါကိုကြည့်ပြီးတော့ရေးသားလို့ရပါတယ် okay အာ uh, thanks for sharing with me အဒီ channel တူအလာတင်ရွဲ့တွေ့ကျေးဇူးအများကြီးတင်ပါတယ်အဲနောက်ထပ် unit တင်မှာလဲ writing ကိုဘယ်လိုရေးကြမလဲဆိုတာကိုဒီ channel ဆက်လက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်